တူရချင်းစီမြအားလုံးပဲမင်္ဂလာပါရှင်မနက်19ရက်3လ25ပေါ့နော်ပုဒ်တော်ဦးမနက်ညနေအတွက်ပါနော်ဒီကနေ့တော့တကယ်မနော်မနက်ညအောင်ပါမယ်အောင်နော်နေနေခင်းမှာငါခွန်ကနေပြီးတော့ခွန်ငါပေါ့နော်ခွန်ငါနေပြီးတော့ခွန်တော့ကိုပြောင်းသွားရနော်ပြီးကနေဒီမှာပြောင်းသွားတဲ့အတွက်ကြောင့်နေနေရင်တော့မရလိုက်ဘူးနော်မနက်ခင်း20ကတော့ရချင်တယ်လို့ထင်ပါတယ်နော်ဒါဆိုရင် လက်ဖြန်အတွက်ကိုတွားရအောင်နော်လက်ဖြန်ပြနေကုန်တော့ပေါ့နော်မနှမ်းညံ့နေအတွက်ပါအခုထိတ်စည်းဖို့အရင်ပြမယ်ဒီမှာနှစ်ခွန်နှလုံးပေါင်းတော့ကိုအဝါကလေးနက်ကက6ကိုလေး6ဆိုပြီးတော့ထိတ်စည်းက3လုံးပေါ့နော်ဒါဆိုရင်ထွက်ကနန်းလေးကိုကြည့်မယ်ထွက်ကနန်းကဒီမှာပါကို9ပါကို9ဆိုတော့ကျွန်တော်လို့ကိုထိတ်စည်းကိုလေး6မှာကိုထိတ်စည်းတစ်လုံးစဉ်းထားတယ်ပေါ့နော် ဒါဆိုရင်ဆက်သွားရအောင်ဒီမှာ၃ညဒီမှာတဲ့၃ညနဲ့တဲ့နှလုံးပေါင်းပေါင်းချင်းတက်ပါဝါ6နက္ခတ်ရှင်းတက်6ရှစ်ဆိုပြီးတော့ထိစီပါသုံးလို့ရတာလည်းပေါ့နော်ဒါဆိုထွက်ကဏ္ဍလေးကဒီမှာက6ရှစ်ပေါ့နော်6ရှစ်ဆိုတော့ကြောင်မလို့6ထိစီပါတက်6ရှစ်မှာဒီမှာ6ထိစီကလုံးစင်ထားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ခုဆက်သွားရအောင်နေ့ရ3 နှလုံးပေါင်းတော့ပေါင်းခြင်း၅ပါဝါတုံညာနဲ့ခတ်တော့ဘောเนาะ၅တုံညာသုံးဆိုပြီးတော့ထိပ်စီးက၃လုံးရထားပြီးပေါ့เนาะဒါဆိုရင်ဒီချိန် break ကိုသွားရအောင်เนาะ break break ကကြတော့ဒီမှာရှိတဲ့6 3နှလုံးပေါင်းမယ်ပေါင်းခြင်း၅ပါဝါ၄နဲ့ခတ်6 6 break ဆိုပြီးတော့ share ပေးထားတယ်เนาะ ထပ်ကနန်းက99ရင်9ရင်နှလုံးပေါင်းတော့ပေါင်းခြင်းလေး리브레이ပေါ့เนาะဒါဆိုရင်946မှာဒီမှာ리브레이တလုံးစင်တာเนาะဒါဆိုရင်ခုဆက်ပြီးတော့တွားရအောင်ဒီမှာရှိတာ36 36ရင်နှလုံးပေါင်းတော့ပေါင်းခြင်း9ပါဝါလေးနဲ့က6 946 break ပဲပေါ့เนาะဒါဆိုရင်ထပ်ကနန်းကဒီမှာပါเนาะ 68 68ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်းလေးလေးပြိပါ6လေး6မှာဒီမှာလေးပြိဆိုပြီးတော့စဉ်းထားတယ်เนาะတော့ရအောင်ဒီခါဒီမှာ6ရဲ့3ညာရဲ့နှလုံးပေါင်းတော့ပေါင်းခြင်း6ပါဝါတက်နက်က6တက်ကိုပြိခလေးပေါ့เนาะဒါဆိုရင်အခုကနေလေးတွေ့ကြည့်အောင်ထိတ်ပေါ့เนาะထိတ်ကတော့9 3ညာ3ပေါ့เนาะ 6ပြည့်ဆိုတော့ငါတက်3 6 3 3နော်ဒါ6ပြည့်တက်ပြည့်ဆိုတဲ့အကြောင်းမလို့ငါဆိုရင်6 3ညတက်3ရှစ်ပေါ့နော်တက်ပြည့်လေးပါ6ပြည့်ဆိုတော့ငါကိုလေ3 6 3 6ပေါ့နော်အကြောင်းဆုံးကနန်းလေးကတော့ငါထိတ်ကလေးကြီးချက်တယ်နော်ငါလည်းနည်းနည်း နေရလောက်ခြားပါလေဆိုတော့လေငါထိတ်ကလေးကိုကြိုက်ပါရတာညီမရဲ့သဘောထားပါတော့။ညီမဆန္ဒကိုချက်ကချင်းဖြစ်ပါတယ်။ကိုရူမာရောတဲ့တမိလေးနဲ့ဆိုလိုက်ပြီးတော့ကစားနိုင်ပါတယ်။နောက်မှလည်းပြန်ပါတဲ့နေ့ကိုကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။